ရတဲ့ပြီးခံစားလို့တော့မကောင်းဘူးကို့အတွက်မတည်ကြတဲ့အရာတခုကိုမလုပ်ဖူးတဲ့အရာတခုလောက်ရတာဒီခံစားချက်တိတ်ပြီးတော့မကောင်းတာတော့အမှန်ပဲအထူးသဖြင့်ကို့ဘဝအတွက် career လို့ခေါ်တဲ့အတမဝန်းချောင်းကိုကျွန်တော်ပြောင်းလဲတဲ့အချိန်လေးတွေဆိုရင်ပေါ့ငါဒီအလုပ်ချင်းမလုပ်ချင်တော့ဘူးငါဒီလမ်းကြောင်းကိုဆက်ပြီးတော့မလျှောက်ချင်တော့ဘူးဆိုပြီးတော့ကို့ကိုကိုပြန်ပြီးတော့မေးခွန်းနေမေးမိနေတဲ့လူတချို့ရှိကောင်းရှိလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လားစားတောင်းချီပြီးရနေတဲ့စင်ကာပူကအလုပ်ကိုကျွန်တော်ထွက်ပြီးတော့မြန်မာနိုင်ငံကိုပြန်လာခဲ့တာဖြစ်တဲ့တော့အဲ့ဒီခံစားချက်ကိုကျွန်တော်အပြည့်အဝနားလဲပါတယ် ဒါပေမဲ့အခုချိန်မှာကျွန်တော်အဲ့လိုဆုံးဖြတ်ခဲ့တဲ့အရာကိုနောင်တရလာလို့မင်းအဖြေကတော့ no လုံးဝနောင်တမရပါဘူး။ဝင်ဝင်လမ်းကြောင်းတစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အရင်ကထက်ကျွန်တော်၃ဆ၄ဆကိုရနေပြီ။ဒါပေမဲ့တစ်ချိန်တုန်းကသာကျွန်တော်မြန်မာနိုင်ငံကိုပြန်လာဖို့ဆိုတဲ့အရာကိုမရေခဲ့ဘူး။ဆုံးဖြတ်ချက်မချနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့အဲ့ဒါကြီးဒီအခုချိန်မှာကျွန်တော်တို့နောင်တအကြီးတစ်ခုဖြစ်နေမှာတေချာပဲ။အဲ့တော့ခက်ခဲလား ပြောရမယ်ဆိုတော့အများကြီးပဲမှတ်မှတ်ရရကျွန်တော်စံပေါ်သွားမယ်ဆိုတော့မှာကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေတချို့ငွေချင်းတချို့သူသဖြင့်မိပါတယ်အပါဝင်ပေါ့လေတားတယ်ကျွန်တော်စံကိုဘာလို့သွားမှာလဲမသွားနဲ့ဆိုပြီးတော့အဲ့လိုတားတယ်ကြားတယ်ရပဲကျွန်တော်မရောက်ရောက်အောင်သွားတယ်ပြန်လာမယ်ဆိုတော့လည်းထွင်းလည်းကောင်းမယ်ဟာစံကလာတာအလောက်ကောင်းနေတာကိုဘာလို့ခုပြန်လာမှာလဲအဆရှိတပြီမိပါတယ်ကပြန်တားတယ်ဒါပေမဲ့ကျွန်တော်ကျွန်တော်ရဲ့ရင်ထဲရှိတဲ့ passion လို့ခေါ်တဲ့ယူသမှုနဲ့ကျွန်တော်မရောက်ရောက်အောင်ကျွန်တော်ပြန်လာခဲ့တယ်အခုမိတ်ဆွေလဲပါနောက်တစ်ချိန်မှာရမယ်နောင်တာအတွက်အသက်မရှင်ပါဘူး မိတ်ဆွေချမဲ့ဆုံးဖြတ်ချက်ကမိတ်ဆွေရဲ့ဘဝအများကြီးပြောင်းလဲနိုင်တယ်လို့ကိုချမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့မှလည်းတာဝန်ယူမှုတရားရဂိုင်တော့ရှိမှရပါလိမ့်မယ်